ရွှေမန်းတို့ပွဲမှာဆရာကျော်လင်ကလည်းတာနာမိုးသိပ်ဘက်ကနေရဲရဲဝုံဝုံရက်တီပြီးတော့အာပိစကားပြောခဲ့တာကို တွေ့ရပါတယ်တခြားသူတွေကကြောက်ပြီးပုံနေတဲ့ချိန်မှာဒီလိုစကားမျိုးကိုပြောတာအရင်ကမှအားရှိစေခဲ့ပါဗျ။တန်တာမိုးတိတ်သမီးရေစိတ်အေးချမ်းပါစေ။သမီးရေဘသူတွေပါပဲပြောပြောအားလုံးကိုကြော်ခိုင်ပြီးနှစ်သက်စီကိုရှေ့ဆက်ပါ။မနက်တိုင်းနေထွက်ပြီးညနေတိုင်းနေဝင်တာပါပဲ။လက်ရက်တွေဆိုတာအချိန်တန်ရင်တော့ပြီးဆုံးသွားမှာပါ။နှစ်သက်ဘဝတဲ့နဲ့ဆက်လက်ရှောင်းလမ်းပါ။ တနေ့ကျရင်ဒီလိုဖြစ်ပျက်တွေကိုပြင်ဆင်ထားတဲ့အခါအချိန်တွေကုန်တာများလိုက်တာငါရဲ့အင်အားတွေကုန်အောင်ငါဘာလို့ဒီကိစ္စတွေကိုလုပ်ခဲ့မိတာလဲလို့တွေးမိပါလိမ့်မယ်။တချိန်မှာဒီအရာတွေအလုံးဟာငါ့အတွက်ကောင်းမှုဖျားကစီစဉ်ပေးတာလို့ကျေးဇူးတောင်တင်နေမိလိမ့်မယ်။ဝိကျွေးရှိလို့ပေးဆက်ရတာဆိုရင်လေသမီးရဲ့ဝိကျွေးကိုမီလို့သာတမိုင်းလက်ပါတော့တောက်ဖရတဲ့နေသိကိုကြိုးဆူလိုက်ပါသမီးချစ်တဲ့ဆရာကျွန်းလင်းဆိုပြီးယခုလိုမျိုးရေးသားဖော်ပြပေးခဲ့ပါတယ် အနုပညာတိုင်ဝိုင်ကမျိုးသမီးတွေကအပျော်တွဲလို့ရတယ်ဆိုပြီးပေါ်တင်ပြောဆိုလာတဲ့တရုတ်ဆောင်ထွန်းထွန်းရှုပ်ပွေလီလာတဲ့အနုပညာတိုင်ဝိုင်ဟာငကိုရဲကအပုပ်စော်နံတွေဖြစ်နေပြီဆိုတာလူတိုင်းကတော့သိရှိတယ်မယ်လို့ထင်ပါတယ်အခုတစ်ခါမှတော့အနုပညာရှင်တိုင်ဝိုင်ကအကယ်ဒမီထွန်းထွန်းကိုတိုင်းကသူတငယ်ချင်းခရိုနီကိုရှေမန်ကိုကာကွယ်ပြောဆိုခြင်းနဲ့စိတ်နဲ့အခုလိုမျိုးပြောဆိုခဲ့တာပါသူရဲ့တငယ်ချင်းတွေဖြစ်တဲ့ကိုရွှေမန်းနဲ့ဒေါက်တာမလီတို့ရဲ့မင်္ဂလာပွဲပြီးမှတော့ဖြစ်ဖြစ်ခဲ့တဲ့ဖြစ်ဖြစ်တွေနဲ့ပတ်သက်ပြီး စာရှိကြီးရေးပြီးတင်ခဲ့တာပါတငယ်ချင်းဖြစ်သူကိုကာကွယ်ပြောဆိုခြင်းနဲ့စိတ်နဲ့တပားသူကိုပြောရုံနဲ့မဟုတ်ပဲအနုပညာတိုင်းဝိုင်းကမင်းသမီးတွေကိုပါအပျော်တွဲလို့ရတယ်ဆိုတဲ့အထိတ်ပဲပါတဲ့အတုံးနှုံးတွေကိုတုံးသွားခဲ့တာပါသူပြောဆိုတဲ့အထဲမှာတငယ်ချင်းတွေကတားကြပါသေးတယ်ကျုပ်တငယ်ချင်းဒေါက်တာမလေးကအနုပညာလောကတွေကမဟုတ်တယ်လို့အနေအေးပြီးယူသားသူမိသားစုတိုင်းဝိုင်းနေထိုင်ရအပျော်ချမ်းမမသိကြောင်းခမားရဲ့အရင်စရိုက်တွေဖျောက်ပြက်ပြီးမှချစ်တင်ကြောင်းပြောဆိုခဲ့တဲ့အချက်တွေကအနုပညာအတိုင်းဝိုင်းက ။နမယ်ချင်းမင်းသမီးရေတာမကအတိုင်းဝိုင်းမရှိတဲ့မျိုးသမီးမှန်ရင်အပျော်လဲကြံလို့ရတဲ့ကိစ္စမရှိဘူးဆိုတဲ့အထိတက်ရောက်သွားခဲ့တာပါ။အခုတော့အဲ့ဒီ post ကိုကိုရွှေမန်းကဖြစ်သွားတယ်လို့သူတို့ပြဿနာပြီးသွားပြီဆိုပြီးတော့လည်းပြောဆိုခဲ့တာပါ။ဒါပေမဲ့လက်တိုက်ကိစ္စနဲ့ပတ်သက်ပြီးတော့အမျိုးသမီးများစုကတော့မိန်းကလေးကသာမိဘအတိုင်းဝိုင်းကောင်းမှအပြောမကြံတင်တာကိုလေးစားစရာအတွေးခေါ်ရှင်ထွန်းထွန်းဆိုပြီးတော့ပြောဆိုနေကြတာပါပြည်သက်တွေကတော့အခုလိုမျိုးပြောခဲ့တဲ့သရုပ်ဆောင်လူမျိုးကြီးထွန်းထွန်းပေါ်မှာ တော်တော်လေးကိုမှဆိပ်ပြတ်နေခဲ့ကြတာလည်းဖြစ်ပါတယ်ဖြစ်ပါတယ်သူ့ရဲ့ဂုဏ်သိက္ခာကြာစေတဲ့အတင်းစကားတွေကြောင့်အခုလိုမျိုးဖြစ်ရှင်းခဲ့ရတာပါလို့မေလိုဒီကယခုလိုမျိုးပြောပြခဲ့ပါတယ်ခင်မွန်းဖြစ်သူနဲ့ဆက်ဆံရေးကောင်းနေစေဆိုတဲ့မေလိုဒီမင်္ဂလာပါပရိသတ်ကြီးရဲ့မေလိုဒီကတော့လွန်ခဲ့တဲ့50ကျော်လောက်ကနေတရဝင်းကွာရှင်းဖြစ်စေထားတဲ့ခင်မွန်းဟောင်းဖြစ်သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတယ်လို့ပြောပြခဲ့ပါတယ်မေလိုဒီကတော့ ခင်မဟောင်းဖြစ်သူနဲ့ပြန်ပေါင်းဖို့ကိုတော့လုံးဝအစီအစဉ်